ငင်းပုံငင်းနည်းလေးတွေကိုပြောပြသွားမှာဖြစ်တယ်ပေါ့နော်ဘလို့ငင်းရမလဲပေါ့ငင်းတော့မယ်ဆိုရင်ဘလို့ပုံတံတန်ပြောင်းမလဲဆိုတာလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဘာကိုသိထားလဲကျွန်တော် buff တွေနဲ့ပတ်သက်လာရပေါ့နော်ကျွန်တော်တို့အရင်ဆုံးမှတ်အမှာက buff ကို၄ဘိုင်းပိုင်းမယ်ပေါ့နော် buff ၄ဘိုင်းပိုင်းမယ်နော် okay အဲ့တော့ဘာတွေလဲလို့ပြောရင် buff to be ရ buff to have ရနော် buff to do ရ မော်ဒန်ဘက်တွေကတော့ကန်ကုတ်ဝယ်ဖို့ရှယ်ရှော့မင်မိုင်းမဲ့ဆိုပြီးတော့ရှိတယ်ပေါ့နော်ကန်ကုတ်ဝယ်ဖို့အဲ့တော့လွယ်တယ်ဒီအဲ့တော့ဘက် 2B မှာဘာတွေရှိတယ်လို့ပြောရင် MSR Westway MSR Westway ရှိတယ်ပေါ့နော် Okay မော်ဒန်ဘက်တွေမှာကြတော့ကန်ကုတ်ဝယ်ဖို့ရှယ်ရှော့မင်မိုင်းမဲ့ဆိုပြီးရှိတယ်ပေါ့ Okay ဒီနှစ်ခုကိုကျွန်တော်အရင်ပြောခြင်းနဲ့ငင်းရတာလွယ်လို့အငင်းဝကြပြောင်းခြင်းလွယ်လွယ်လေးပဲနော်သူတို့နောက်မှာဘာထည့်လိုက်ဦးပဲလဲဆိုလို့ရှိရင် MSR ရဲ့နောက်မှာ not ထည့်လိုက်အောင်မယ် I'm not is not are not was not were not ဆိုပြီးတော့အငင်းလေး not ထည့်လိုက်ရုံပဲပေါ့နော်အဲ့ဒီဒါလေးက okay သွားပြီပေါ့ Okay အဲ့လိုပဲသူရဲ့ moral birthday ရဲ့နောက်မှာလည်းအဲ့လိုပဲကျွန်တော်တို့ဗာလေးထည့်လိုက်ရုံပဲလို့ဆိုလို့ရှိရင် not ထည့်လိုက်အောင်မယ် can not will not နော် should not အဲ့လိုပဲ may not နော် might not ဆိုပြီးတော့ကျွန်တော်တို့လုပ်လိုက်ရုံပဲအဲ့တော့ဒီနှစ်ခုကိုကျွန်တော်အရင် message ခြင်းတယ် map to be ရဲ့နောက်မှာ not ထည့်လိုက်ပြီးပြီး moral birthday ရဲ့နောက် โอเคဒီမှာကျွန်တော်တို့တကယ်သင်ရမှာဒါလေးပေါ့နော်ဒါလေးကနည်းနည်းလေးခက်သွားတယ်ပေါ့နော်ဒါလေးတွေကနည်းနည်းခက်သွားတယ်โอเคအဲ့တော့ကျွန်တော်တို့ဘယ်လိုမှတ်ရမလဲဆိုလို့ရှိရင် HAS has ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ does not နော် sorry does not have နော်တခါတည်းမှတ်ထားသေးရမယ်နော် तू ကတခါတည်းမှတ်ရမှာနော် has ဆိုရင် has ကိုညင်ရင် does not have ဆိုပြီးမှတ်ပေးထားမယ် HAV have ကိုညင်ရင်နော်တခါတည်းမှတ်ရမယ် do not have လို့မှတ်ထားပေးရမယ် နော်โอเคအဲ့လိုပဲ HAD head ကိုညင်းရင်နော် did not have လို့မှတ်ပေးရ did not have လို့မှတ်ပေးရနော်โอเคဒီမှာနောက်ဆုံးဆုံးတဲ့ဒီသုံးခုကတော့အတူတူပဲပေါ့နော်ဒါလေးမှတ်ထားပဲအတူတူပဲဟင်ဒီသုံးခုကအတူတူပဲဒီတစ်လုံးပဲရှိတယ် HAV have ဆိုတဲ့တစ်လုံးပဲရှိတယ်ပေါ့နော်ဒါလေးမှတ်ထားပြန်โอเคအဲ့တော့ပြန်မှတ်မယ်နော် HAS has ကိုညင်းရင် does not have HAV have ကိုညင်းရင် do not have HAD head ကိုညင်းရင် did not have โอเคရမယ်เนาะโอเคအဲ့ဒါဆိုကျွန်တော်တို့ဒီ back to 2အကြောင်းလေးကိုပြောကြည့်မယ်ပေါ့เนาะ back to 2 back to 2မှာကျတော့ကျွန်တော်တို့က back 1ဟိုမှာ SCS ပေါင်းထားတာကိုညင်းမယ်ဆိုရင်เนาะ that's not back 1ရမယ်เนาะ that's not back 1ဖြစ်တော့ဟုတ်ပြီ back 1ကိုညင်းမယ်ဆိုရင်ကျွန်တော်တို့က do not back 1အမီ back 2ကိုညင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က did not back 1 အဲဒါလေးမှတ်ထားရုံပဲရပြီပေါ့နော်ကျန်တာမလို့တော့အဲကျွန်တော်ဒီလောက်လေးမှတ်ထားရင်အဆင်ပြေပြီကျွန်တော်ဒီ exercise လေးကျွန်တော်စမယ်ပေါ့နော်โอเคအဲ့တော့ပြန်မှတ်မယ် back to do ကိုပြန်မှတ်မယ် back to do မှာဘဝ1 SCS ပေါင်းထားတာကိုညင်းမယ်ဆိုရင် that's not ဘဝ1နော်ဘဝ1ကိုညင်းမယ်ဆိုရင် do not ဘဝ1 back to ကိုညင်းမယ်ဆိုရင် did not ဘဝ1နော်နောက်တစ်ခုမှတ်ထားရမှာကဒီလိုလေးမှတ်လို့ရတယ်ကျွန်တော်တို့နောက်တစ်မျိုးပြောင်းမှတ်မယ်ဆိုလို့ရှိရင်နော် subject ကတစ်ခုကိန်းကိုညင်းမယ်ဆိုရင်နော် back to have မှာဆိုရင် that's not ော် subject ကအများကြီးကိုညင်းမယ်ဆိုရင် do not have เนาะဒါလေးပဲ subject ကတခုခွင်းဆိုရင် does not have subject ကအများကြီးဆိုရင် do not have အဲ့လိုပဲ subject ကတခုခွင်းဆိုရင် verb to do မှာဆိုရင် does not belong subject ကအများကြီးဆိုရင် do not belong เนาะဒီ did not have to did not belong တော့ကိန်းနေညှိစရာမလိုเนาะကိန်းညှိစရာမလိုစဉ်းစားစရာမလိုအဲ့တော့ပြန်ပြောပြီးမယ် subject ကတခုခွင်းဆိုရင် does not ကိုမှတ်ထားเนาะ does not ကိုမှတ်ထားလိုက် subject ကတကူကိန်းဆိုရင် does not have I'm not subject ကတကူကိန်းဆိုရင် verb to do မှာ does not belong subject ကအများကိန်းဆိုရင် do not have နော် verb to do မှာဆိုရင် subject ကအများကိန်းဆိုရင် do not belong အဲဒါလေးမှတ်ထားပေးရမယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ exercise လေးစကြည့်မယ် Okay အဲ့တော့သူဗာပေးထားတဲ့ကြည့်မယ် I က subject ဟုတ်ပြီ angry က by စာတော့ adjective စလုံးဖြစ်တယ်သူကငြင်းခိုင်းတာ ော်ဘိုက်မစားဘူးလို့ညင်ခိုင်းတာတယ်။ဘာကြောင့်လဲဒီမှာ not be လို့ပေးထားတာ။အဲ့တော့ be be ကိုစဉ်းစားမယ် i နဲ့တွဲတယ်ဆိုတော့ i am နဲ့တွဲရမယ်ပေါ့နော်။ i နဲ့တွဲမယ်ဆိုတော့ back to be အုပ်စုရဆို i am အဲ့တော့အဖြေက i am အငင်းလုံးရမယ်ဆိုတော့ back to be နောက်မှာ not ထည့်လိုက်အောင်မယ် i'm not hungry ငါဘိုက်မစားဘူး။ညာမနော် again နံပါတ်2ကိုဆက်ကြည့်မယ်။နံပါတ်2က she လို့ပေးထားတယ် subject. Okay drink ဆိုတာကဒီမှာ bath နော်အကဲတော့ coffee ပေါ့နော်ဒီမှာ coffee က object နော်ဒီမှာ bath ကိုပေးထားတယ်အဲ့တော့သူကငင်းခိုင်းတယ်မတောက်တက်ပါဘူးလို့ငင်းခိုင်းတယ်သူမက coffee မတောက်တက်ပါဘူးလို့ငင်းခိုင်းတယ်အဲ့တော့ she ကဘာကိန်းလဲလို့ပြောလို့ရှိရင်တခုကိန်းတခုကိန်းဆိုလို့ရှိရင်ကျွန်တော်တို့ကနော် bath to do မှာနော်ဒီကောင်က bath to do နော်ဒါလေးမှတ်ထားမယ် drink ဆိုတာက bath to do bath to do မှာ subject ကတခုကိန်းဆိုလို့ရှိရင်သူက coffee မတောက်တက်ဘူးဆိုတော့ဘဝန်းထဲကိုသွားမယ်ဒီမှာနော်ဘာသွားမလဲ that's not bath ော် subject ကတခုကိန်းဆိုရင် that's not but one အဲဒါမလို့အဖြေက that's not drink အမနော် okay အဲ့တော့ဒီမှာ drink ကရှိပြီးသားဆိုတော့ကျွန်တော်တို့က that's not ပဲထည့်လိုက်တော့မယ် that's not drink coffee သူမ coffee မတောက်တတ်ပါဘူး she does not drink coffee သူမ coffee မတောက်တတ်ပါဘူး okay နံပါတ်3ကိုဆက်ကြည့်မယ် he he has subject his job က object ပေါ့နော် okay အဲ့တော့ like တယ်ကြိုက်တယ်ကြိုက်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာမကြိုက်ပါဘူးလို့ပြောတာအဲ့တော့ तू လက်ရှိမကြိုက်တာ तू လောက်ကို तू မကြိုက်ဘူး မကြိုက်ဘူးဆိုရင်ဟီရဘာဂိန်းနဲ့တခုဂိန်းတခုဂိန်းဆိုရင် dash no နဲ့သွားမယ်။ Okay အဲ့တော့ကျွန်တော်တို့ဖြည့်မယ် dash no like မကြိုက်ဘူးပေါ့။ I'm not dash no like မကြိုက်ဘူး။ဟီရတခုဂိန်းမလို့ dash no like he does not like his job သူကသူ့လုပ်ကိုမကြိုက်ပါဘူး။ဒါက bad ပေါ့နော်။အဲ့တော့ subject bad object နဲ့ရေးထားတဲ့ဝါကျဖြစ်ပါတယ်။ Okay နောက်ခုဆက်ကြည့်မယ်။ the subject နော်။ Okay နောက်က any children ဆိုတာကဒါ noun ပေါ့နော်။ ။ Okay ဒီမှာ back to have ကိုပေးထားတယ်ညင်းခိုင်းတာလေသူတို့မှာဘာသားသားသမီးတဦးတယောက်မှမရှိပါဘူးလို့ပြောပြောထားတာ။မြည်သည့်သားသမီးမှမရှိပါဘူးလို့ပြောတာ။အဲ့တော့သူဆိုတော့သူတို့ဒီဒေးဆိုတော့အများကြီးပေါ့နော်။ဒေးဆိုတာကအများကြီးအများကြီးဆိုရင်ကျွန်တော်တို့က do not နဲ့သုံးမယ်။နော် do not have နော်အများကြီးဆိုရင် do not နော် do not have back to have မှာ do not have အဲ့တော့ they do not have any children သူတို့မှာနော်သားသမီးမရှိပါဘူး။ โอเคနောက်ခုဆက်ကြည့်မယ် number 5နော် number 5ကကျွန်တော်တို့ day နဲ့ပေးထားပြန်ပြီ subject အများကြီးဖြစ်တယ် here ဆိုတာဒီမှာနော် last sunday ဆိုတာလွန်ခဲ့တဲ့တနင်္ဂနွေနေ့ကအဲ့တော့ဒီမှာဒါ place ဒါက time အဲ့မနော်ဒါက place ဒါက time ပေါ့နော်โอเคအဲ့တော့ तू ကမရှိပါဘူးလို့ပြောချင်တာလွန်ခဲ့တဲ့တနင်္ဂနွေနေ့ကသူတို့ဒီမှာမရှိကြပါဘူးအဲ့တော့ they are bargain လဲခုနပြောပြီးွားပြီးအများကြီး back to be တဲ့အရှင်ဘာကိုသုံးမလဲ are ကိုသုံးမယ် they are အများကြီးမလို့ဒီအာအများကြီးဟုတ်သုံးမယ်အနောက်မှာ not ထည့်လိုက်ရုံပဲ back to be အနောက်မှာ not ထည့်ရုံနဲ့အငြင်းဖြစ်သွားတယ် they are not here last oh sorry sorry မှာပါပြီကျွန်တော်เนาะဒီမှာပါလဲဆိုတော့ last ဒီမှာပါလေးပါလဲဆိုတော့ last sunday ပါတယ်เนาะလွန်ခဲ့တဲ့တနင်္ဂနွေနေ့ရလို့ပြောကြအောင်အတိတ်ဖြစ်သွားပြီအတိတ်ဆိုလို့ရှိရင်ကျွန်တော်စလုံးနှလုံးထွက်လာမယ်เนาะ west နဲ့ war နဲ့နှလုံးထွက်လာမယ်ဘယ်အောင်ရွေးရမလဲဆိုတော့เนาะ they are အများကြီးမလို့ w e i r e war ကိုရွေးမယ် they were not clear lesson ဒီသူတို့လွန်ခဲ့တဲ့တနည်းကနေနေကဒီမှာမရှိကြပါဘူးညာမနော် okay အဲ့တော့ we are not here lesson ဒီဆိုတာလေးပြောတရမယ်နောက်ကတည်းက subject နော်ပြီးသွားလို့ရှိရင် tb က object yesterday မနေ့ကလို့ပြောတယ်အတိတ်ကိုပြောနေတာဒါ time okay အတိတ်ကိုပြောတာမကြည့်ပါဘူးလို့ပြောတယ်ကျွန်တော်နော်မနေ့က TV မကြည့်ခဲ့ပါဘူးလို့ပြောမကြည့်ခဲ့ပါဘူးဆိုတော့အတိတ်အတိတ်ဆိုရင် did not but one လွယ်လွယ်လေးပဲမှတ်ထားလိုက်မယ်အတိတ်ဆိုရင် did not but one back to 2ပါနော် ဘက်တူဒူးမှာသူကဘက်တူဒူးကိုပေးထားတာဘက်တူဒူးမှာအတိတ်ဆိုရင် did not bawan နော် did not bawan ခုနပြောပြီးသွားပြီနော်ဘက်တူဒူးမှာနော် did not bawan ပဲရှိပါတယ် okay တော့ i did not watch နော် i did not watch w a d c h watch tv i did not watch tv yesterday ကျွန်တော်မနေ့က tv မကြည့်ခဲ့ပါဘူး okay နံပါတ်9ကို7ကိုဆက်သွားမယ် we ကျွန်တော်တို့ဆိုတော့ subject the movie ဆိုတာက object ပေါ့နော် object okay enjoy နဲ့ဒါလည်း verb to do ပဲနော်အဲ့တော့ရုပ်ရှင်ကားကိုကျွန်တော်တို့မနစ်သက်ခဲကြပါဘူးရုပ်ရှင်ကြည့်ပြီးပြန်လာပြီးပြောတာအဲ့တော့ enjoy ဖြစ်တယ်ဆိုတာကနော်ကြည်နုခံစားခဲ့ရတာအဲ့တော့ကြည်နုခံစားခဲ့ရမှုမရှိဘူးဆိုတော့တို့မနစ်သက်ခဲပါဘူးလို့ပြောတာတို့ရုပ်ရှင်ကားမကြိုက်နစ်သက်ခဲကြပါဘူးလို့အဲပြောမှာပေါ့နော်ဒီဝါကြံကအဲ့တော့ကျွန်တော်တို့ရုပ်ရှင်ကားကိုမနစ်သက်ခဲကြပါဘူးအဲ့တော့ကြည်ပြီးပြန်လာပြီးတော့ပြောတယ်ဆိုတော့ဒါက verb ီမှာပြောပြသွားပြီเนาะ did not bow one ကိုရေးပေးရမယ်အဲ့တော့အဖြေရပါတော့ we did not enjoin เนาะ we did not enjoin e n g o i n enjoin the movie we did not enjoin the movie ကျွန်တော်တို့ရုပ်ရှင်ကားကိုမနစ်သက်ခဲ့ကြပါဘူးညမနော် okay ဒါလေးကပါလဲဆိုတော့ bad ဖြစ်သွားတာပေါ့เนาะ subject bad object နဲ့ရေးထားတာ okay okay နောက်ကြည့်မယ် i did it ka subject okay yesterday ကမနေ့ကလို့ပြောကြမှာ time ြောမှာတော့ကျွန်တော်ဒီမှာကြည့်လိုက်တဲ့ map ကိုကြည့်လိုက်တော့လေ map to do ဖြစ်နေတယ် map to do ဆိုရင် did not ဘဝမ်းပဲဖြည့်ပေးရမယ်နော် did not နော်ဒီမှာကြည့် map က map to do ဖြစ်နေအားကြောင့်လို့အဖြေက did not ဘဝမ်းနဲ့ပဲဖြည့်ပေးရမယ်။ဘာကြောင့်လဲ yesterday ပါလို့မနေ့ကဆိုပြီးပြောကြအတိတ်ဖြစ်သွားပြီအတိတ်ဆိုရင် did not ဘဝမ်းရမယ်နော် okay အဲ့တော့ it did not rain it did not rain မိုးမြွာခဲ့ပါဘူး yesterday မနေ့ကမိုးမြွာခဲ့ပါဘူး it did not rain yesterday မနေ့ကမိုးမြွာခဲ့ပါဘူး ညာမျောဒါကဘတ်ဖြစ်တယ်။ Okay နောက်ခုဆက်ကြည့်မယ်ဒါက subject တခုကိန်းပေါ့နော်။ Okay on Wednesday ဒါကအချိန်ပြဖို့ time ဖြစ်တယ်။နောက်ဗုဒ္ဓဘုရားအကြောင်းကိုပြန်ပြောနေတာ။နောက် Okay အလုတ်ကိုသွားတယ်ပေါ့နော်။အဲ့တော့ဗုဒ္ဓဘုရားအလုတ်ကိုမသွားခဲ့ဘူးလို့ပြောအဲ့တော့အတိတ်ဖြစ်သွားပြီ။နော်ဗုဒ္ဓဘုရားကအလုတ်ကိုမသွားခဲ့ပါဘူး။အဲ့တော့ဒင်းတော့ဘဝန်းနဲ့ပဲရရမယ်။ဘာကြောင့်လဲသူက back to do ဖြစ်နေလို့ ဝမ်းနဲ့ပဲဖြည့်ပေးရမယ်။ဘာကြောင့်လဲဗုဒ္ဓဘူးနေ့ကအကြောင်းကိုပြောနေလို့ on Wednesday အကြောင်းကိုပြောနေလို့အဲ့တော့အဖေကဘာဖြစ်သွားသော she did not go to လို့လေးဖြစ်သွားမယ်။ she did not go to walk on Wednesday เนาะသူမဗုဒ္ဓဘူးနေ့ကအလုပ်ကိုမသွားခဲ့ပါဘူး။ဒါလေးက bad เนาะဒါလေးက please ွာမှတ်မှတ်ထားရမယ် subject verb place time เนาะကျွန်တော်အများတန်းပြောတယ်ဒီပုံသဏ္ဍာန်လေးကကျွန်တော်တို့ဘယ်လိုရှိလဲဆိုတော့ subject verb object တိစောက်တဲ့ပုံသဏ္ဍာန် manner place time အဲ့ဒီလိုလေးလာတာဒီစင်းပြီးဒီစင်းသွားဒီလိုဒီလိုသွားတာเนาะအဲ့လိုလေးသွားတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီဝက်ကြမှာဆိုလို့ရှိရင်နံပါတ်6ဝက်ကြမှာ subject ရှိတယ် verb ရှိတယ် place ရှိတယ် time ရှိတယ်အစင်လိုက်တိုင်းပဲရေးရတယ်ကြော်သွားလို့ရတယ်ဒါပေမဲ့အစင်လိုက်ဖြစ်ရမယ်เนาะအစင်လိုက်တိုင်းဖြစ်ဖို့လိုတယ် โอเคနောက်ခုနံပါတ်10ကိုဆက်ကြည့်မယ်ကျွန်တော်တို့ i ကိုပေးထားတယ်ပေါ့နော် i ကဘာလဲလို့ပြောရင် subject time ကဘာလဲလို့ပြောရင်เนาะ noun ပေါ့နော်ဒီမှာပိုင်ဆိုင်ခြင်းပြစလုံးအဲ့တော့ငါ့မှာအချိန်မရှိဘူးเนาะငါ့မှာအချိန်မရှိဒီကောင်က2မျိုးလုံးရတယ်ပေါ့နော်ငါ့မှာအချိန်မရှိခဲ့ဘူးဆိုပါဆိုမင်းဘဏ်ကိုသွားခဲ့လား did you go to the bank မင်းဘဏ်သွားခဲ့လားအဲ့တော့ကျွန်တော်တို့ကပြန်ပြင်မယ် no i didn't have time ော်ငါငါအချိန်မရလိုက်ဘူးအဲဒါမျိုးလေးပြောတာဗောနော်โอเคအဲ့တော့ကျွန်တော်တို့ဗာပြင်မယ်ဆိုတော့အတိတ်ကိုပြောငါအချိန်မရခဲ့ဘူးလို့ပြောချင်တာမရခဲ့ဘူးဆိုတော့เนาะ back to have ကိုเนาะ back to လုတ်ပေးရမယ် back to have ကို back to အငင်းလုတ်ပေးမယ်ဆိုလို့ရှိရင် did not have เนาะ back to have ကိုเนาะအငင်းလုတ်ပေးရမယ်ဆိုရင် back to have ရဲ့ back to ကိုအငင်းလုတ်မယ်ဆိုရင် did not have အားကြောင့်လို့အဖြေရเนาะ did not have ပေါ့เนาะ did not H A V E have ဖြစ်တယ်ပေါ့နော် did not have ပေါ့ညာမနော် okay အဲ့တော့ကျွန်တော်အချိန်မရခဲ့ပါဘူးလို့အဓိပ္ပာယ်ရတယ် I did not have time ကျွန်တော်အချိန်မရခဲ့ပါဘူးအဲ့တော့ကိုတခုခုမလုပ်ခဲ့ဘူးဆိုရင်ဘာဖြစ်လို့မလုပ်ခဲ့တာလဲဆိုပြီးကိုကပြန်ပြောတဲ့အခါမှာဒီဝကြားကလေးကိုကပြောပြီးသုံးလို့ပြတယ်ပေါ့နော် I did not have time I didn't have time ကျွန်တော်အချိန်မရခဲ့လို့ပါအဲ့ဒါမျိုးလေးတွေပြောတယ် Okay အဲ့တော့ကျွန်တော်နောက်တစ်စက်ကြည့်မယ် he ပြီး rich က adjective เนาะအဲ့တော့ verb to be နဲ့တွဲရမယ်ကျွန်တော်ကမချမ်းသာပါဘူးလို့ပြောချင်တာအဲ့တော့ကျွန်တော်ကမချမ်းသာပါဘူးလို့ပြောချင်တာလက်ရှိကိုမချမ်းသာတာအဲ့တော့ am is are ရဲ့စဉ်းစားပြရမယ်လက်ရှိကိုမချမ်းသာတဲ့အတွက်ကြောင့်မလို့ am is are ရဲ့ကစဉ်းစားပြီးမယ်တလုံးရွေးမယ်ပြီးွားရင်အနောက်မှာ not ထည့်လိုက်ရုံးမယ်ပြီးသွားပြီအဲ့တော့ဘယ်ရောက်ရေးမလဲ he ဆိုတော့ကျွန်တော်တို့က is ကိုရွေးမယ်ပေါ့နော် okay အဲ့ကြောင့်မလို့ he is not rich သူကမချမ်းသာပါဘူး he is not rich သူမချမ်းသာဘူးသူကမချမ်းသာဘူး โอเคနောက်ခုဆက်ကြည့်မယ် James James ဆိုတာက subject โอเค a teacher ဆိုတာက ကျွန်တော်တို့က subject complement noun ပဲပေါ့เนาะโอเคဖြစ်တယ်ပေါ့โอเคအဲ့တော့သူမ James ကเนาะ James ကဘာဖြစ်လဲဆိုတော့ဆရာတယောက်မဟုတ်ပါဘူးလို့ပြောတာเนาะအဲ့တော့အဲ့တော့လက်ရှိကိုမဟုတ်တာလက်ရှိကိုမဟုတ်တာဆိုတော့ဒီထဲကပဲပုံစံတိုင်းပဲစဉ်းစားမယ် amis a plus เนาะ not နဲ့ပြန်ရေးသွားပါမယ်ဒီမှာလေအဲ့တော့ James ကဆရာတယောက်မဟုတ်ပါဘူး James ကတယောက်တည်းမဟုတ်လို့ is ကိုပဲသုံးမယ် is not James is not a teacher james ka sia dia မဟုတ်ပါဘူး okay နောက်ကိုစကြည့်မယ်13နော် okay 13ကိုစကြည့်မယ်13က i လို့ပေးထားတယ်ဒါမင်းတို့ okay ဒီဘက်က the piano piano က object နော် very well very well ကကျွန်တော်တို့က manner ထဲမှာပါတာဗောနော် manner နော်ဒီမှာခုနကကျွန်တော်ဒီမှာပြထားတယ်နော်ဒီမှာလေးကြည့်ကြည့်ပါနော်ဒီမှာကြည့် manner ညာမင်းတို့ manner ထဲမှာသုံးထားတာ နော်โอเคအဲ့တော့ subject verb object manner ဆိုတဲ့ဒီ၄ခုနဲ့တိစောက်မယ်ဒီဝကြလေးဖြစ်ပါမယ်။ညမနော်โอเคအဲ့တော့ကျွန်တော် verb ကိုရေးတော့မယ်။ तू စံတရားကောင်းကောင်း very well ဆိုတော့ကောင်းကောင်းပေါ့နော်အရန်ကောင်းကောင်းနော်မတီးတက်ပါဘူးလို့ပြောချင်တာ။အဲ့တော့မတီးတက်ပါဘူးဆိုတော့လက်ရှိသူ့ရဲ့အရေးသွေးပဲအဲ့တော့ဘဝန်းနဲ့ကစဉ်းစားအဲ့တော့ဘဝန်းနဲ့ကစဉ်းစားမယ်ဆိုကျွန်တော်တို့ကနော်ဘာလို့သုံးမလဲ I ဆိုတော့ကျွန်တော်တို့က do not ဘဝန်းကိုရေးပေးရမယ်။ I နဲ့ဆိုတော့ do not ဘဝန်းအဲ့တော့ I do not play I do not play ကျွန်တော်မတီးတက်ပါဘူး I do not play the piano very well ကျွန်တော်စမ်းနေရကောင်းကောင်းမတီးတက်ပါဘူးယာမင်တော့ဒါလေးကဘက်ဖြစ်သွားပြီးအငင်းထားတာယာမင်တော့အဲ့တော့ဝတ်ကြသည် subject verb object manner ဆိုပြီးတော့ဒီပုံတရားလေးနဲ့တိစောက်ထားတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဆက်ကြည့်မယ်နော် he တဲ့ subject နော် he ဆိုပြီးပြထားတယ် ယ်အဲ့တော့ကျွန်တော်တို့စာပြီးကြည့်ကြည့်မယ် he ဆိုပြီးပေးထားတဲ့ subject လေးကိုကျွန်တော်တို့ဒီမှာရေးလိုက်ပြီး subject ပေါ့နော် subject ပြီးွားလို့ရှိရင်ကျွန်တော်တို့ meet ဆိုအသားပေါ့အသား object meet နော်ဒီတန်လေးတို့ပြီး meet အဲ့တော့သူကအသားမစားဘူးအဲ့တော့သူကအသားမစားဘူးလို့ပြောတာကျွန်တော်တို့ကဒါအလေးထားကိုပြောတာဘဝန်းထဲကစဉ်းစားမယ်အဲ့တော့ he ကတခုကိန်းမှုလို့ he ကိုညင်းမယ်ဆိုရင် that's not ဘဝန်းနော် he ကိုညင်းမယ်ဆိုလို့ရှိရင် that's not ဘဝန်း and or he no does not eat သူကအမင်းအဲဆိုအသားမစားဘူး he does not eat meat သူအသားမစားပါဘူးเนาะသူကအသားမစားဘူးเนาะ subject verb object သုံးခုနဲ့ဝါကြလောက်ထားတာသူအသားမစားဘူး he does not eat meat เนาะအခုเนาะ तू อ่ะအခုကိုမစားတာအရင်ကမစားခဲ့တာမဟုတ်အခုကိုမစားတာအားကြောင့်မလို့ကျွန်တော်ကဘဝန်းထဲရပဲစဉ်းစားတယ် he does not eat ဘာကြောင့် does not ကိုသုံးတာလဲ do not ကိုမသုံးပဲဘာကြောင့် does not သုံးတာလဲဆိုရင် he ကတယောက်တည်းမို့လို့ does not ဘဝန်းနဲ့သုံးတာရမယ်နော် okay နောက်ဆက်ကြည့်မယ်ကျွန်တော်တို့ he has subject ဒါမှမဟုတ်အခါကကျွန်တော်ပိုင်ဆိုင်ခြင်းများနောက်ဆုံးလုံးပေါ့နော် okay သူ့မှာကားမရှိဘူးလို့ပြောချင်တာလက်ရှိကိုမရှိတာလက်ရှိကိုမရှိတာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီမှာ has ရဲ့ have ရဲ့ရှိတယ်ဘဝန်းဆိုလို့ရှိရင် has ရဲ့ have ရဲ့အဲ့တော့သူတွေ့ရမှာ he ဆိုတာကတခုကိမ့်မို့လို့ ကျွန်တော် has နဲ့တွဲမယ်အဲ့ဒါအောင်မှညင်းရမယ်ဆိုတော့ဘာနဲ့ညင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့တည်ထားမယ် has ကိုညင်းရင်เนาะတခါလဲအလိုချက်ထားမယ် does not have เนาะ does not have ရမယ်เนาะ okay အဲ့တော့ကျွန်တော်တို့အဖြေကဘာဖြစ်သွားမလဲတော့ he does not have ဖြစ်သွားမယ် does not h a v e have does not have a car he does not have a car ူမကားမရှိဘူးကားတစီမရှိဘူးရမယ်နော်โอเคနောက်ခုစက်ကြည့်မယ်16 quick မြန်မြန်လုပ်နော် quick မြန်မြန်လုပ်အဲဒါမျိုးလေးပြောဒါတော့နော် be quick ကို quick လို့ပဲပြောလဲရတယ်ပေါ့နော် be quick နော်တခါတည်း be quick လို့ပြပြစုံစုံသုံးတယ်ပြပြစုံစုံမသုံးဘူးဆိုလို့ရှင်နော် quick မြန်မြန်လုပ်အဲဒါမျိုးလေးပြောတာ quick မြန်မြန်လုပ်အဲတရားရောက်ကိုမြန်မြန်လုပ်ခိုင်းကြည့်အဲ့လိုလေးပြောတာ quick မြန်မြန်လုပ် okay အဲ့တော့ဆက်သွားမယ် we subject match time အချိန်အများကြီးဒါကပိုင်ဆိုင်ခြင်းပြပါဘောနော်โอเคငါတို့မှာအချိန်အများကြီးမရှိဘူးလို့ပြောတာလက်ရှိမရှိတော့ပြမြင်မြင်လို့ငါတို့မှာအချိန်အများကြီးမရှိဘူးအဲ့တော့ we ဆိုတော့ do not have နဲ့သုံးပြရမယ် we ကအများကြီးမို့လို့ do not have ညာမနော် do not have we ကအများကြီးမို့လို့ do not have ူကောက်ရေးမယ်ဆိုလို့ရှိရင်တော့ဒုံဖြစ်သွားတာပေါ့နော်ဒီကောင်လေးက doesn't ဖြစ်သွားတယ်အတူကောက်ရေးမယ်ဆိုဒါလေးကဒုံဖြစ်သွားတော့ we don't have much time ငါတို့မှာချိန်အများကြီးရှိဘူးမြေမြေလုံးဒါမျိုးလေးပြောတာ okay နောက်ကြည့်မယ် the exam ဆိုပြီးပြထားတယ်နော်ဒါလေးက subject ပေါ့နော်ဒါလေးက subject အပြင်ဒီကောင်က difficult ဆိုတာက adjective စလုံးဖြစ်တယ်ပေါ့နော် adjective စလုံးလေးဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ကစာမေးပွဲက ော်အဲ့တော့ဘာဖြစ်တယ်လို့ပြောမလဲမခက်ပါဘူးလို့ပြောအဲ့တော့စာမီးပွဲဆိုတာဖြေခဲ့ပြီးမှပြောရတာဖြေခဲ့ပြီးမှပြောလို့ရတယ်ခက်တယ်မခက်ဘူးဆိုတော့အဲ့တော့ buff 2ဖြစ်သွားပြီနော်ခက်တယ်ပဲပြောပြောလွယ်တယ်ပဲပြော easy ပဲပြောပြောပေါ့နော် difficult ပဲပြောပြောဆရာတို့ကအတိတ်ဖြစ်သွားပြီဘာကြောင့်လဲဖြေပြီးမှပြောနိုင်တဲ့စကားမျိုးလို့အဲ့တော့ buff 2ဖြစ်သွားပြီ buff 2ဆိုတော့ကျွန်တော်တို့စဉ်းစားတော့မယ် exam ကဘာကိန်းလဲဆိုတော့တခု gain အဲ့တော့ကျွန်တော်တို့က buff 2ထဲရဆိုလို့ရှိရင် west ရ buff 2ပြီးမှ y ရနှစ်မျိုးရှိတယ် โอเคအဲ့တော့ဘသူ့ကိုရွေးရွေးမလဲဆိုတော့တခုကင်းကိုရွေးပြမယ်အဲ့တော့အဖြေကပါလဲဆိုတော့ west အငင်းထဲမှာ west not ဒါမနော် okay အဖြေက west not difficult the exam was not difficult ဆာမီဘွယ်ကမခက်ခဲ့ပါဘူးပေါ့နော်မခက်ပါဘူး okay နောက်ခုဆက်ပြီးကြည့်ကြည့်မယ်ကျွန်တော်တို့ the subject ဒါမနော် here ဆိုတာဒီမှာ place နေရာပြဖို့သူတို့ဒီမှာမရှိကြပါဘူးလို့ပြောလက်ရှိမရှိဘူးလို့ပြောနေတာ သူတို့ဒီမှာလက်ရှိရှိမနေပါဘူးလို့ပြောချင်တာအဲ့တော့ဘဝန်းနဲ့ရစဉ်းစားရမယ်အဲ့တော့ they ဆိုတော့ are ပေါ့ they are not here သူတို့ဒီမှာမရှိကြပါဘူး they are not here သူတို့ဒီမှာမရှိကြပါဘူးရမယ်နော် okay နောက်ခုကြည့်မယ် they ပဲ subject late ဆိုတာက adjective စလုံးနောက်ကျတော့နော် yesterday ကမနေ့ကလို့ပြောတော့ time ရမယ်နော် okay time ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဘာဖြေတော့မလဲဆိုတော့ they ကဘာကိန်းလဲဆိုတော့အများကိန်း အဲ့တော့ကျွန်တော်က back to period ကဘသူ့ကိုရွေးရမလဲဆိုတော့ yesterday ပါတယ် yesterday ပါတဲ့ကြောင့်မလို့ကျွန်တော်က back to တဲ့အစင်းသားမယ် west war တဲ့အစင်းသားရမယ်နေဆိုတော့ကျွန်တော်တို့အများကြီးကိုရေးရမယ် w e r e w a အများကြီးကိုရွေးလိုက်ပြီး they were not late yesterday သူတို့မနေ့ညကနောက်မကြခဲ့ပါဘူးဒီမှာ not အငင်းလို့ခိုင်းတာတယ် they were not late yesterday သူတို့မနေ့ကနောက်မကြခဲ့ကြပါဘူး okay နောက်တစ်ခုဆက်ပြီးကြည့်ကြည့်မယ်ကျွန်တော်တို့ we are bargaining လဲလို့ပြောရင် အများကြီးပေါ့နော်ကျွန်တော်တို့သူတဲ့ bank ဆိုတာကဘန်တို့နော် bank စီတို့လို့ပြောတော့ place နေရအဲ့တော့ကျွန်တော်တို့ bank ကိုမသွားခဲ့ကြပါဘူးလို့ပြောတာနော်အဲ့တော့အတိတ်ကိုပြောနေတာကျွန်တော်တို့ bank ကို မသွားခဲ့ပါဘူးလို့ပြောချင်တာအဲ့တော့ကျွန်တော်ညင်းပေးရမယ်ညင်းပေးရမယ်ဆိုအတိတ်ကိုညင်း did not ban one we did not go now we did not go ကျွန်တော်တို့မသွားခဲ့ပါဘူး to the bank ဘဏ်ကိုမသွားခဲ့ပါဘူး โอเค didn't know ကိုအတူောက်ရေးမယ်ဆိုရင် didn't လို့အတန်အတွက်တယ် we didn't go to the bank ငါတို့ဘဏ်ကိုမသွားခဲ့ပါဘူးโอเคနောက်တစ်ခုကြည့်မယ် i got subject နော် i got subject โอเค that's what got to ya ဆိုတော့ object expect ဆိုတာမျော်လင့်တာမျော်လင့်ထားတာ expect လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ဒါကိုဘာမလုပ်ထားခဲ့ပါဘူးဆိုတော့ကျွန်တော်ဒါကိုမျော်လင့်မထားခဲ့ပါဘူးအဲ့လိုဖြစ်လာမယ်လို့မျော်လင့်မထားခဲ့ဘူးလို့ပြောတာအဲ့တော့ကျွန်တော်အဲ့ဒါကိုမျော်လင့်မထားခဲ့ဘူး တော့မျောလိမ့်မထားခဲ့ဘူးအဲ့လိုကြီးဖြစ်လာမယ်လို့မျောလိမ့်မထားခဲ့ဘူးအဲ့တော့ buff 2ကိုပြောမယ်ဆိုရင် did not but one အဲကြောင့်လို့ did not expect နော် e x p e c t expect မျောလိမ့်ထားတာနော်မျောလိမ့်ထားတာကို expect လို့ခေါ်တယ်ဖြစ်လာမယ်လို့မျောလိမ့်ထားတာနော်ကျွန်တော်အဲ့ဒါကိုမျောလိမ့်မထားဘူးဖြစ်လာမယ်လို့မျောလိမ့်မထားโอเคနောက်ခုစက်ကြည့်မယ် i got subject အမနော် okay well ကကောင်းစွာ ော် less sleep ကအချိန်ပြဖို့ time အဲ့တော့ဒါကမန်နာပေါ့နော်ဒါကမန်နာ okay အဲ့တော့မနေ့ညကလို့ပြောမှာတော့ back to ဖြစ်သွားပြီအဲ့တော့ back to do တွေကိုညီ back to လုပ်ပြီးညင်းရမယ်ဆိုရင် did not but when အဲ့တော့အဖြစ်ကပါတော့ i did not sleep well last night i did not sleep well last night i did not sleep well last night ကျွန်တော်မနေ့ညကကောင်းကောင်းအိတ်မပြောခဲ့ပါဘူး i did not sleep well last night okay နောက်ဆက်ကြည့်မယ် ိုင်က subject okay give က verb ပဲပေါ့နော် you ကကျွန်တော်တို့ object a definite answer ကလည်း object ပဲဒါ object နှလုံးလို့ခေါ်တယ်အင်္ဂလိပ်စာမှာပေါ့နော် okay အဲကျွန်တော်တဲ့ဒီမှာ can ကနော်လော်လော်လေးပဲကျွန်တော်ခုနပြောတဲ့ model verb တွေမှာနော် can တွေပါလာပြီ model verb တွေပါလာပြီ model verb တွေပါလာပြီဆိုရင်အဲ့ model verb တွေရဲ့နောက်မှာကျွန်တော်တို့က not ထည့်လိုက်အောင်ပဲဘာမှမကပ်ဘူး i cannot i can not cannot ကပူရရတယ် အတူောက်ရေးခြင်းနဲ့ဆိုလို့ရှိရင်တော့ can't လို့ရေးလို့ရတယ် c a n apostrophe t can't အတူောက်ရေးလို့ရတယ် can't နော်โอเคအဲ့တော့အတူရနောက်မှာပါလိုက်လဲဆိုတော့ web 0လိုက်တယ်เนาะဒါအတိထားမယ် web 0လိုက်တယ် give ကိုတုံးလာတယ်เนาะ i cannot give you a definite answer ငါမင်းကိုတိတိကျကျအဖြစ်မပေးနိုင်ဘူးငါမင်းကိုတိတိကျကျအဖြစ်တခုမပေးနိုင်ဘူးအမနောငါမင်းကို တိတိကျကျအဖြေတစ်ခု a definite answer cannot give မပေးနိုင်ဘူး now i cannot give you a definite answer နော်ငါမင်းကိုတိတိကျကျအဖြေတစ်ခုမပေးနိုင်ဘူး okay နောက်ခုစကြည့်မယ် the price ဈေးနှုန်းကားတဲ့ subject နော် exceed ကတာ buff ပဲပေါ့နော် buff နော် buff 0ပေါ့အနောက်မှာဘာသာ buff 2 smaller buff နဲ့တွဲမှာ100 dollar နာမနော် okay အဲ့တော့ exceed ရဲ့အဓိပ္ပာယ်ကပူရှန်တာပူဝါတာပေါ့နော်ထက်ပူတာဟုတ် နော်ထပ်ပို့ဒီကိုဘာလို့ပြောလဲဆိုတော့ exit လို့ခေါ်တယ် exit လို့ခေါ်တယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကဒီဝယ်လေးကိုနော်တင်မှတ်တာအဲ့တော့ဈေးနှုန်းကနော်ဒေါ်လာ100แท้ပို့มาမဟုတ်ပါဘူးလို့ပြောချင်တာအဲ့တော့ model bag တရားနောက်မှာဘာလိုက်ယူမဲ့လဲ not ထည့်လိုက်ယူမဲ့ well not exceed အဲ့တော့ the price will not exceed 100 dollar နော်ဈေးနှုန်းကဒေါ်လာ100แท้ပို့มาမဟုတ်ပါဘူးအဲ့ဒါမျိုးလေးပြောတာ exceed နဲ့သုံးတယ် နောက်ခုဆက်ကြည့်မယ်ဒါလေးတွေကစကားပြောတဲ့အခါမှာသုံးလို့ရတယ် we are subject ပေါ့နော် measure ကတိုင်းတာဒီပေါ့နော်ဒါက buff ပေါ့ buff 0 okay there are success သူတို့ရဲ့အောင်မြင်မှုကိုနော် and many alone နော်ဒါ manner ပေါ့ person တစ်ခုတည်းနဲ့ alone ဆိုတာတစ်ခုတည်းနဲ့နော် person and many ဆိုတာ person ဖြစ်အဲ့တော့တွဲလိုက်တော့ and many alone ဆိုတာ person တစ်မျိုးတည်းနဲ့ person တစ်ခုတည်းနဲ့ and many alone person တစ်မျိုးတည်းနဲ့သူတို့ရဲ့အောင်မြင်မှုကိုငါတို့ ုင်းတာအသင့်ဘူးအဲ့တော့လူတယောက်ရဲ့အောင်မြင်မှုလူတွေရဲ့အောင်မြင်မှုသူတို့ရဲ့အောင်မြင်မှုကိုသူတို့ရဲ့ပတ်စံတစ်ခုတည်းနဲ့ငါတို့ကတိုင်းတာလို့မရဘူးပေါ့နော်ဒါကိုပြောချင်တာအဲ့တော့ we should မရှိနေပေးတာလေ should ကတင့်တာနော် should ကတင့်တာအဲ့တော့ we should not အတူကောက်က shouldn't ပေါ့နော် okay အဲ့တော့ we should not measure their successes in many alone နော်သူတို့ရဲ့အောင်မြင်မှုကိုငါတို့ကပတ်စံတစ်ခုတည်းနဲ့ မတိုင်းတာတင်ဘူး။ Okay အဲ့တော့အတူကောက်ကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်တို့က shouldn't ဖြစ်တယ်ပေါ့နော်။ S H O U L D N T positivity shouldn't ဖြစ်ပါတယ်။မဒီ when နောက်ကိုအတူကောက်ရေးမယ်ဆိုလို့ရှိရင်ဒီမှာ W O N T positivity won't ဆိုပြီးဖြစ်သွားတယ်ပေါ့နော်။ won't now the price won't exceed 1 dollar. နောက်ဒီ25ကိုပြောပါဆိုရင် we shouldn't mention their success သူတို့ရဲ့အောင်မြင်မှုကိုပတ်စံတစ်ခုတည်းနဲ့ငါတို့မတိုင်းတာတင်ဘူးရမယ်လို့ထင်ပါတယ်အဲ့တော့ဒါလေးကစုံနည်းနည်းလေးစုံစုံလေးဖြစ်သွားအောင်ကျွန်တော်အငင်းလေးကိုပြောပြသွားတာဖြစ်တယ်ဒီလိုအခြေခံကြက်ကြလေးကိုရေးတက်ဖို့ကျွန်တော်တို့မှန်မှန်ကန်ကန်ညင်းပြီးတော့ပြောတက်ဖို့ရေးတက်ဖို့ကျွန်တော်တို့စ조사ရမယ်ပေါ့နော်ဒါလေးတွေကအခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့မရမနေကျွန်တော်တို့လေ့ကျင့်ဖို့လိုအပ်တယ်